်မေဂန်တမရတော်နဲ့ထွန်းရမိန်နဲ့ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ကယ်လီဖိုးနီးယားပြည်နယ်လော့အိန်ဂျယ်လီမြို့ကိုညမထွက်ရမိန်ထုတ်ခဲ့ပြီးယာနဲ့ရှိတဲ့မေဂန်မရင်းတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့တ South China Morning Post မှာဖော်ပြခဲ့ပါတယ်။ California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကမူဒီမိုကရေစီကတိုက်ခိုက်ခံနေရကြောင်းသတိပေးခဲ့ပြီးအမေရိကန်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Los Angeles မှာတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။အမေရိကန်လူဝင်မှုနဲ့အကောက်ခွန်ရရှိတွေကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီးနောက်စာနာပြမှုတွေဖြစ်ပေါ်လာခဲ့ကဇွန်လ10ရက်နေ့ဟာစာနာပြမှုတွေဖြစ်ပေါ်တဲ့9ရက်မြောက်နေ့ဖြစ်လာခဲ့ပါတယ်။ဒီစာနာပြမှုတွေကိုနိုင်နင်းဖို့အမျိုးသားအဆောင်တပ်ဖွဲ့နဲ့မရင်းတပ်တွေစီလုပ်ခဲ့တဲ့ ထရန့်ရဲ့ထူးဆန်းတဲ့စီမံချက်တွေကြောင့်အခြားမျိုးတွေမှာလည်းဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ထရန့်နဲ့နယူဆန်တို့ကြားအပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေဖြစ်ပွားနေချိန်မှာလော့အင်ဂျယ်လီမျိုးတော်ဝင်ကာယန်ဘတ်စကမူဆန္ဒပြမှုတွေဟာမျိုးရဲရှိလမ်းငါလမ်းခန့်မှာအကန့်အသတ်ဖြစ်တာဖြစ်ပွားနေတယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီနောက်အကြမ်းဖက်မှုတွေနဲ့လူရဲမှုတွေဖြစ်နေတယ်လို့မျိုးလေကောင်ရဲ့အချို့နေရာတွေမှာကာဖျူးမိတ်ထုတ်ပြန်ထားပါတယ်။အချို့အဖွဲ့တွေဟာကာဖျူးမိတ်ထုတ်ပြန်ထားသည့်အချိန်လမ်းတွေပေါ်မှာဆက်ရှိနေတယ်လို့ လူများပြားကိုလည်းဖမ်းဆီးခဲ့ရတယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ဇွန်လ10ရက်ကစာနာပြသူ169ဦးဖမ်းဆီးခံခဲ့ရပြီးဒီရဲတပ်ဟာအရင်ဖမ်းဆီးထားသူစုစုပေါင်းရဲ့2ဆခန့်ပုံပုံများပြားလာခဲ့ပါတယ်။ဒီမိုကရက်တစ်ခေါင်းဆောင်တွေကမူနိုင်ငံတွင်းတရားဝင်နေထိုင်နေတဲ့ရွှေပြောင်းတွေကိုနေရပြန်ဖို့မဲ့ထရန်အစိုးရရဲ့အားထုတ်ကြိုးပမ်းမှုတွေကြောင့်တဲမှမှုအခြေအနေဟာပေါက်ွဲလူနီးပါးဖြစ်လာခဲ့ပြီးနိုင်ငံတော်အဆင့်အကြက်တဲတခုဖြစ်ပွားလာမှာကိုစိုးရိမ်နေကြပါတယ်။ ကယ်လီဖိုးနီးယားကပထမဆုံးပြည်နယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြည်နယ်တစ်ခုတည်းပဲမဟုတ်ပါဘူးနောက်ထပ်ပြည်နယ်တွေမှာလည်းအခုလိုဖြစ်လာပါလိမ့်မယ်ပြီးတော့ဒီမိုကရေစီကလည်းတိုက်ခိုက်ခံနေရပါတယ်အခုအချိန်တွေကိုစိုးရိမ်ရပါတယ်ဟုကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးညူဆန်ကပြောကြားခဲ့ပါတယ်